ဥဒင်းဒီကနေ့အိမ်တော်ရှင်များအတွက်မျှဝေပေးတင်တာလေးရှိပါတယ်ဒီလိုမျှဝေရခြင်းအကြောင်းရင်းကလည်းဥဒင်းစီမှာအိမ်တော်ရှင်အမျိုးသမီးတွေအိမ်တော်ရဲ့ခက်ခဲတွေဖြစ်တဲ့အခါကျတော့ဥဒင်းစီကိုဒါအကြံဉာဏ်တောင်းကြတယ်ပေါ့နော်အဲ့ဒီအပေါ်မှာဥဒင်းပေးတဲ့နေလေးကိုအဆင်မပြေတဲ့ပုံကူများပေါ့နော်ယနေ့ခေတ်မှာလည်းအိမ်တော်ရှင်အိမ်တော်ရှင်တိုင်းအိမ်တော်ရှင်နဲ့တရားမှ80ရာခိုင်နှုန်းအားလည်းဒီလိုမျိုးအခက်အခဲတွေကြောင့်အဆင်ပြေမှုတွေဖြစ်ကြတယ်ပေါ့နော်အဲ့ဒါက ဖယားနီလေးနဲ့ဦးစင်ကအဆင်ပြေစေခြင်းလို့ညဝေပေးခြင်းဖြစ်ပါတယ်။ကဲ၍ကိုယ့်ရဲ့အမျိုးသားဟာတခြားသောတပါးသောအမျိုးသမီးတစ်ယောက်နဲ့အောက်လွဲဖောက်ပြန်နေဖြစ်နေတယ်။ကိုယ်အိမ်တော်ကြီးပေါ်မှာစိတ်မဝင်စားဘူးတစ်ဖက်မှာစိတ်ရိုက်နေတယ်ဆိုလို့ချင်းရင်လောက်ရမယ့်နီလေးဖြစ်ပါတယ်။တကယ်လို့ကိုယ့်ရဲ့အမျိုးသမီးဟာလည်းတခြားတခြားသောယောက်ျားပေါ်မှာအောက်လွဲဖောက်ပြန်ဖြစ်နေတယ်ကိုယ့်ပေါ်မှာကိုယ့်ရဲ့မိသားစုပေါ်မှာပြည့်ပြည့်မှုမရှိဘူးဆိုလို့ချင်းလောက်ရမယ့်နီလေးပါဘောနော်။ဒါကတော့မခက်ပါဘူး။ ပဋ္ဌာန်းအကျင့်ပေါ့နော်ပဋ္ဌာန်းအကျင့်ကိုဟေတုပိစယောကနေပြီးအဝိကတပိစယောတိဒါကိုယ့်ရဲ့အမျိုးသားရဲ့တက်စီကိုယ့်ရဲ့အမျိုးသမီးရဲ့တက်စီပေါ့နော်ရုပ်ဖက်ပူဇော်ပါမယ်ပူဇော်တဲ့အခါမှာလေကိုယ့်ရဲ့အမျိုးသားဖောက်လဲဖောက်ပြန်ဖြစ်နေတဲ့ဆိုရင်အမျိုးသားရဲ့အင်ဂျီလေးကိုခုထက်မှတင်းပြီးတော့ပူဇော်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အမျိုးသမီးဟာပေါလံဖောက်ပြန်ဖြစ်နေတယ်ဆိုရင်ကိုယ့်ရဲ့အမျိုးသမီးရဲ့အင်ဂျီကိုကိုယ့်ရဲ့ပခုံးဘတ်ထက်မှတင်းပြီးတော့ဒီပဋ္ဌာန်းကျမ်းပေါ့နော်ဟေတုပိစယောအကျင့်ကို ဒေတုပိစုကနေအဝိကတပိစယောတိဒါသက်စေပေါ့နော်မြို့သမီးကဖောက်ပြန်ရင်အမျိုးသမီးရဲ့သက်စေပေါ့မြို့သားကဖောက်ပြန်ရင်အမျိုးသားရဲ့သက်စေကိုရုပ်ဖတ်ပြီးပူဇော်ပေးရမှာပေါ့နော်အကယ်၍ဒါပြောတော့ပဋ္ဌာန်းအကျေရွေးချင်တယ်ဆိုလည်းရတယ်ပေါ့နော်ဟေတုပိစေရောဟေတုဟေတုတံပြုတ်တကာနဲ့ဓမ္မနဲ့တံတမုဒ္ဒာနဲ့မြစ္ဆာရူပနာဟေတုပိစေနာပိစေရောဆိုပြီးတော့ရွေးချင်တယ်ဆိုလို့ချင်တယ်ပူဇော်လို့ရပါတယ်အကျေပူဇော်မယ်ဆိုလို့ချင်တယ်ပူဇော်လို့ရတယ်ပေါ့နော်တကယ်လို့ဥသင်ပြောတဲ့အကြောင်းအရာလေးတွေကို မရှင်းမလင်းတာများရှိခဲ့မယ်ဆိုလို့ရှိရင်ဥသိင်းရဲ့ဒီအကောက်ဘူပိုင်းမှာအုံနံပါတ်လေးတွေတင်ထားတာရှိပါတယ်။အချင်းကြီးဆက်တွေ့ပြီးတော့အကြံဉာဏ်တောင်းလို့ရပါတယ်နော်။